အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football live ရဲ့ပွဲကြိုသုံးသပ်ချက်ကနေပြီးတော့ပြန်လည်ပြီးတော့ဂျုံလိုက်ပါတယ်အဲ့တော့ Arsenal fan တွေစောက်မြုံနေတဲ့နေ့တနေ့ကတော့ရောက်ရှိလာခဲ့ပြီပဲလို့ဆိုရမှာပေါ့เนาะအဲ့တော့လက်ရှိမှာဒါကျွန်တော် Champion League semi final ညမှာတော့ဒါကျွန်တော် Arsenal အသင်းကတော့ သူတို့ရဲ့အိမ်ငွေဒါကျွန်တော် Emery ကိုမှာဒါ Paris Saint Germain PSG နဲ့ကံမှာဖြစ်ပါတယ်တကယ်လို့ဒါကြောက်ခမန်းလီလီကျွန်တော်ပွဲတပွဲဖြစ်ဖို့တော့လည်းမျောလင့်ထားတယ်ဒါကျွန်တော်ငွေတွေကမှဝယ်လို့မရခဲ့တဲ့ Arsenal လက်မှတ်တရဇီးကအခုချိန်မှာဒါကျွန်တော်ဒေါ်လာကိုတောင်းနဲ့ချပြီးတော့ပေါက်နေတယ်ဆိုတဲ့ဇီးကွက်တွေဖြစ်လာခဲ့တယ် Arsenal ပြိတက်တွေကသူတို့ရဲ့တင်းရဒါကျွန်တော်အောင်မြင်မှုတွေကိုဒါကျွန်တော်ကွင်းထဲမှာခဏခဏနာနာအထိဝင်အားပေးဖို့အတွက်အခုချိန်ထိစူးစမ်းနေတယ်အဲ့တော့လက်ရှိချိန်မှာ Arsenal ရဲ့လက်မှတ်ကအနည်းဆုံးလက်မှတ်တော့ကျွန်တော်ကြည့်တဲ့အချိန်မှာဒါကျွန်တော်တို့ ်ပေါင်2000နဲ့3000ကြားပေါင်ဒီတော့တွေ့ရမယ်ဒီမှာပါတယ်ပေါင်2000 3000ဆိုအခုလက်ရှိမြန်မာငွေဈေးနဲ့တွက်မယ်ဆိုရင်တော့ဒါကျွန်တော်တို့6ပေါ့တပေါင်ကိုဒါမြန်မာငွေဈေး6 80နဲ့ပဲတော့လက်ရှိမှာအာစတေးပွဲစဉ်က300လောက်နီနီပေါင်နေတယ်အဲ့တော့ပြောချင်တာကတကယ်ကိုအာစနိုပွဲစဉ်ကတကယ်ကိုလူကြည့်များအဲ့တော့ငကိုတဲကအမှန်တမ်းပြောဒီညမှာကျွန်တော်နားလည်ဖို့ပြောချင်တာကဒီပွဲမပြောခင်ပါနော်အာစနိုတင်းကပွဲစဉ်တွေကအခုနောက်ပိုင်းမှာလွယ်ပွဲဝယ်ဖို့လုံးဝလုံးဝကိုမလွယ်ဘူးတကယ်ကိုလူကြည့်များလွန်းနေတာကျွန်တော်အခုကျွန်တော်ဟိုတစ်ခါပြောဦးပါလေ ။ဘာမှမဟုတ်တဲ့ EFL Championship ကအသင်းနဲ့ကန်ရင်တော့မှလက်မှတ်ဈေးကအဲ့တုန်းကအနည်းဆုံးပေါင်600လောက်ဖြစ်နေတဲ့အချိန်မှာအာဆိုအသင်းနဲ့ခုလက်ရှိမှာဒါ PSG လိုအသင်းမျိုးကိုဥရောပရဲ့ညမြမဆီမီဖိုင်နယ်လိုအချိန်နေမှာတွေ့မယ်ဆိုရင်ဒီတက်ပို့ပြီးတော့အများကြီးအများကြီးဒါကျွန်တော်တို့စိတ်ဝင်စားဖို့ကောင်းမဲ့အချိန်တွေတစ်ခုဖြစ်လာပြီလို့ကျွန်တော်အနေနဲ့ပြောစရာရှိတယ်။အဲ့တော့ အာစနိုသင်းနေတာကျွန်တော် Paris Saint Germain နဲ့တွေ့တဲ့အချိန်မှာအာစနိုသင်းရဲ့အိမ်ဝင်းတာကျွန်တော် Emirates မှာဘလူးမျိုးတွေဒါ handle လုပ်သွားမလဲဒီနေ့ပွဲစမှာဒါမပြောခင်မှာတော့အာစနိုသင်းနဲ့ PSG ကလက်ရှိဒါကျွန်တော်အုပ်စုပွဲစဉ်အုပ်စုတော်မူတာကျွန်တော်ဇယားပွဲစဉ်တွေတော့တကြိမ်တွေ့ခဲ့ပြီးတော့အာစနိုသင်းကသူတို့ရဲ့အိမ်ဝင်းမှာဒါကျွန်တော် PSG ကိုဒါ2-0ဆိုတဲ့ရလနိုင်ခဲ့တယ်အဲ့ဒါကျွန်တော်နောက်ဆုံးပြိုင်ပွဲဆို၅ပွဲမှာ PSG နဲ့ဒါကျွန်တော်တွေ့ခဲ့ဘူးတယ်ဒါပေမဲ့အာစနိုသင်းကလက်ရှိမှာဒါချစ်ချီရဲ့ခြေစံပွဲမှာတော့ဒါ PSG ကို၅ခုပြတ်နိုင်တယ်ဒါကျွန်တော်လက်ရှိနောက်ဆုံးပွဲစဉ်ချန်ပီယံလိမှာ2-0 ့နိုင်တယ်ဂျာတဲ့မှာကျွန်တော်တို့2016တော့က2ချောင်းတော့2016တော့2ချိန်တွေ့ခဲ့တယ်ဒါဒီညမှာလာအာစတိုသင်က အောက်စုအေမှာ PSG နဲ့ဒါကျွန်တော်အိမ်ငွေမှာ1-1တည်ကြတယ်သူတို့ရဲ့အိမ်ငွေမှာ2-2တည်ကြတယ်အဲ့တော့ပြောချင်တာအခုလက်ရှိ Arsenal အသင်းနဲ့ဒါကျွန်တော်အရင်တော့ Arsenal အသင်းနဲ့မတူတော့ဘူးဒါပေမဲ့ဒီနေရာမှာကျွန်တော် PSG ကိုလည်းကာကွယ်ပြောတာမဟုတ်မယ်လီယန်တော့ကဒါကျွန်တော်ရာသီအစကတွေ့ခဲ့တဲ့ PSG နဲ့အခုလက်ရှိ PSG နဲ့လည်းမတူဘူးလို့ကျွန်တော်အနေနဲ့ပြောပြရစီအဲ့ Arsenal အသင်းကဒါပူပူလောလောဒါကျွန်တော် Premier League တိုက်တယ်ကိုဒါကျွန်တော်ရပ်ပိုင်းတွင်လိုက်ပေါ့ရပ်ပိုင်းတွင်ကမှဒါကျွန်တော် Liverpool အသင်းစီကိုပေးလိုက်ရပြီအဲ့ဒီနေရာမှာ Arsenal အသင်းလုံးဝအ short ပြီးတော့မယ်လို့မထင်ဘူးလုံးဝအကြီးကျယ်ကျုံးမယ်သူတို့ရဲ့အိမ်ငွေကပထမဆုံးပွဲစဉ်ဖြစ်တဲ့ကြောင့် ပို့ပြီးကျုံးမယ်လို့မြင်တယ်။ Paris Saint-Germain ကအခုလက်ရှိမှာ AC ပဲ။သူတို့အနေနဲ့ဒီနေ့ပွဲစံမှာပြန်တွက်ကြည့်မယ်ဆိုသူတို့အနေနဲ့လက်ရှိမှာရှိသမျှဒါပြည်တွင်းဖလားတွေလည်းရထားပြီးပြီဖြစ်တယ်။ဒါသူအနေနဲ့ဒါဒီအားသာရခဲ့မယ်ဆိုရင်တော့ PSG အသင်းအနေနဲ့ဒါ Treble ပေါ့နော်။ဒါ Louis Enrique ရဲ့ဒါကျွန်တော်တို့ဒါ နောက်ထပ် trouble တစ်လုံးပေါ့နော်ဒါကျွန်တော်တို့လာ personal အသင်းမှာလည်း trouble ရဲ့ trouble တော့မဟုတ် sustainable လားမသိရခဲ့တဲ့အချိန်တွေမှာအခုလည်းရှိ PSG နဲ့လည်း trouble ရဖို့အတွက်ဒါကျွန်တော်ပြင်ဆင်နေခဲ့တယ် PSG အသင်းနဲ့အခုလည်းရှိဒါဒါနှစ်တိုင်းလို့လို့ Champions League နဲ့ပတ်သက်ကက်ကက်ပြီးဒါကြော်ကက်ကြော်နေတာပြန်တွေ့ခဲ့ရတယ်အဲ့တော့ဒီတစ်ခေါက်မှာတော့ဒါဒီအသင်းကတော့ဒါ confident ရှိလာမယ့်အသင်းတစ်သင်းများလို့ပြောချင်ပါတယ် PSG အသင်းနဲ့ဒီနေ့ပွဲစဉ်မှာလုံးဝဒဏ်ရာရခြင်းမရှိဘဲနဲ့လူစုံတက်စုံ100%ပြည်လာမယ် ပွဲပယ်လည်းမရှိဘူး၊ဒဏ်ရာလည်းမရှိဘူး။ PSG အသင်းကလုံးဝ100% fully fit ။တစ်ဖက်ကတော့ကျွန်တော်တို့လက်ရှိ Arsenal အသင်းနဲ့ကြားရတဲ့သတင်းတွေအရဒါကျွန်တော်တို့ကစားသမားတွေအနေနဲ့တချို့သောကစားသမားတွေလွဲချုံဖြစ်တယ်။ Thomas Partey ကလက်ရှိမှာဒါကျွန်တော်တို့ပွဲပယ်ပြည်တယ်ကြောင့်လွဲထုံမယ်။ Queen လည်းမှာတော်တော်လေးတို့ဒါကျွန်တော်အားကိုးရကစားသမားမရှိတာ။နှမျိုးဘူးတော့ကောင်းတယ်။ဒါ့အပြင်ကျွန်တော်တိုက်စစ်ပိုင်းမှာတော့ကျွန်တော် Kyle Havertz ဆက်လက်ပြီးလွဲချုံမယ်။ Gabriel Jesus ဆက်လက်ပြီးလွဲချုံမယ်။ Calafiori အခုချိန်ထိပြန်မလာနိုင်သေးဘူးလို့နီးပြတရားဝင် confirm လုပ်ထားတယ်။ Gabriel ရာသီကုန်ထိနားပြီ။ Jorginho လွဲချော်အောင်မယ်။ တိုမီယာစုလွဲချော်မယ်ဘန်ဝိုက်ကဒီနေ့ပွဲစံမှာလွဲချော်ဖို့ရကိုင်းတော့များတယ်မရီနိုကဒီနေ့ပွဲစံမှာကန်ဖို့အတွက် ready ဖြစ်နေပြီဆိုပြီးနီးပြတော့တရားဝင် confirm လုပ်ထားတာကိုတွေ့ရမယ်မရီနိုမပါနာနိုင်ဘူးဆိုတော့ဒီ center forward နေရာမှာ trossard ကိုခင်ဗျားတို့မြင်ရဖို့ရှိတယ်အဲ့တော့အာဆုတ်သေးနဲ့ဒီနေ့ပွဲစံမှာပြန်ကြည့်မယ်ဆိုရင်တော့ဒါကျတော့ queen လယ်ဘိုင်းမှာပါတီးမပါလိုက်တာတော့ထိုးနှက်ချက်တစ်ခုအနေနဲ့ကျွန်တော်အနေနဲ့မြင်တယ်ဒီနေ့ပွဲစံမှာတော့တစ်ဖက်က PSG ကတော့ရှင်းတယ်လုံးဝလူစုံတက်ဆုံးပဲလက်ရှိမှာအကောင်းဆုံးနဲ့ form အနေနဲ့ခင်ဗျားတို့တွေ့ရဖို့ရှိတယ် PSG သင်းတဲ့အခုလက်ရှိဒါကျွန်တော်ပထမဒါကျွန်တော်ရာသီစမှာအင်းညောင်အင်းညောင်အင်းညောင်ဖြစ်ခဲ့ပေမဲ့ ဲ့လက်ရှိနောက်ပိုင်းမှာတော်တော်လေးကိုခြေတက်လာခဲ့တယ်။ဒါပေမဲ့ PSG အသင်းနဲ့လက်ရှိပူပူလောလောမှာသူတို့အနေနဲ့ သူတို့တို့ကပေါ့နော်ဒါရွှေရွှေဖလားရဖို့အခွင့်အရေးကိုတော့ OGC Nice ကိုသူတို့ရဲ့အင်ကွန်းမှာ31ဆိုရရလည်းနဲ့ရှုံးနေခဲ့ဒါပေမဲ့အဲ့ဒီပွဲစဉ်မှာတေချာပြန်ကြည့်မယ်ဆိုရင်တော့ PSG အသင်းရဲ့အဲ့ဒီဒါကျွန်တော်တို့ပွဲစဉ်မှာကတော့ဒါကျွန်တော်တို့လူစုံတက်စုံပုံစံမျိုးဆိုရတဲ့ဒါကျွန်တော်တို့လက်ရှိဒါတေတေချာချာပြန်ကြည့်မယ်ဆိုတာသူတို့လူစုံတက်စုံဆော့ထားတာပါပဲဒါကြောင့် OGC Nice ကိုသူတို့ဒါ100%လူစုံတက်စုံဆော့ထားတာပဲကျွန်တော်လူစုံတက်စုံမဆော့ဘူး100%လူစုံဒါတော့လက်ရှိမှာ Arsenal အသင်းအနေနဲ့ OGC Nice တောင်မှာ PSG ကိုနိုင်နေဆိုရင်အာဆယ်တင်းမနိုင်စရာအကြောင်းမရှိဘူးဆိုပြီးပူဆောင်တယ်အဲ့တော့အာဆယ်တင်းကလက်ရှိမှာပြည်တွင်းလီမှာသူ့အနေနဲ့ဒါကျွန်တော်တို့ခြေစွမ်းရမစိုးဘူးလို့ပြောလို့ရတယ်ပဲလစ်ကိုတည်ရကြတဲ့ပွဲစဉ်ကလည်းအခုလက်ရှိမှာရလပိုင်းရတာကျွန်တော်တို့ဒါရှုံးပွဲတော့မရှိဘူးအဲ့တော့အာဆယ်တင်းကအခုလက်ရှိနောက်ဆုံးပြိုင်ပွဲစဉ်ကောင်းမှရှုံးပွဲတပွဲမှမရှိဘူးရီယက်ကဒါကျွန်တော်အိမ်ငွင်းကအဝေးငွင်းကနိုင်ထားတယ်ကျွန်တော်အိမ်ငွင်းမှာတည်ကြတဲ့အတိုင်းပဲ3-0ဆိုရရလနဲ့တက်ကလန်ရိုက်စ်ရဲ့လှပတည်တဲ့အတွင်းကိုနေနိုင်ထားတယ်ဒါကျွန်တော်လက်ရှိရီယက်အဝေးငွင်းမှာလည်းဒါကျွန်တော်တို့တကယ်ကိုကောင်းမွန်တဲ့ခြေစွမ်းအတူ2-1ဆိုရရလနိုင်ခဲ့တယ်ဒါပရီးမီးယားလိမှာဒါကျွန်တော်လုံးဝမထင်မှတ်ပဲနဲ့နှစ်ပ ွဲတရေချခဲ့တယ်ဘရန်ဖို့ကိုတရေချတယ်ပယ်လစ်ကိုတရေချတယ်ဒါကျွန်တော်တို့ဒါ Switch ကိုတော့ဝေးခွင်းမှာ4-0ဆိုရဲရလနိုင်ခဲ့တယ်တပတ်က PSG ကအခုလက်ရှိမှာတီးကြတဲ့အတိုင်းပဲဒါ Aston Villa ကိုသူတို့ရဲ့အင်ကူမှာ3-1နဲ့နိုင်ပြီး Aston Villa အင်ကူမှာ3-2နဲ့ရှုံးတယ် PSG တင်းနေတဲ့အခုလက်ရှိမှာဒါ Aston Villa အသင်းကိုရှုံးခင်းခဲ့တဲ့ပွဲစဉ် Nice ကိုရှုံးခင်းခဲ့တဲ့ပွဲစဉ်ကိုကြည့်မယ်ဆိုရင်တခါကျရင် Eric ရဲ့အသင်းကမထင်မထင်လို့ရှုံးတာလေးတွေကိုတွေ့ရမယ်အဲ့ဒါကို Arsenal အသင်းကဒီနေ့ပွဲစဉ်မှာအသားယူရမယ်အဲ့တော့လက်ရှိ PSG အသင်းအနေနဲ့ဒါကျွန်တော်သူတို့ရဲ့အားကိုအားထားရတဲ့ဥစ္စာကသူတို့ရဲ့မြန်နှုံးမြန်တိုက် ်ဆင်မှုတွေဖြစ်တယ်။ဒဇာယာဒိုဝေကဗစ်ချာကဗာစကေးလီယာတိုက်ဆက်မှုနေရာမှာဒါကျွန်တော်စန်တာဖောနေရာမှာဒန်ဘီလီအဲ့တော့ဒီနေရာမှာဒန်ဘီလီကကြီးမပြန်ကောင်းတယ်လို့ပဲဆိုပါဒါကျွန်တော်ဘိုလူရှာဒေါ်မွန်မှာတွင့်နေရတဲ့ဒန်ဘီလီထက်တောင်ပိုကောင်းတဲ့ဒန်ဘီလီကိုကျွန်တော်ဒီနေ့ပွဲစဉ်ဒီနောက်ပိုင်းပွဲစဉ်မှာပြန်ပြန်ပြီးတွေ့လာခဲ့ရတယ်။တတော်လေးကိုဒါ perfect ဖြစ်တဲ့အသင်းသင်းမှာသူတွင့်နေရတယ်။သူတို့ကလက်ရှိမှာဒန်ဘီလီတယောက်ခြေစွမ်းပြန်ပြတယ်ကျွန်တော်တို့ကအင်မတန်မှပြောတယ်ဘာလို့ဆို ကစားသမားတယောက်ကဘယ်တော့မှလာခြေချနိုင်ရမယ်ဆိုဘယ်တော့မှမဖြစ်တဲ့ဥစ္စာပါတစ်ဖက်ကတော့အာဆနိုသင်းကိုပြောကြည့်အောင်အာဆနိုသင်းနဲ့ဒီနေ့ပွဲစမှာဒါကျွန်တော်ကောလာဟာလာရမရီနိုပြန်ပါလာနေဆိုရင်တော့မရီနိုကိုကွင်းလယ်မှာထည့်ပြီးတော့ထော်ဆက်ကိုစန်တာဖော်ဝါမှာပြန်သုံးမယ်လို့သိရတယ်မှာပါအဲ့တော့ဒီနေ့မှာကျွန်တော်ချီချူတဲ့ဒီနေ့ရဲ့ပရီးမီးယားလိရဲ့ခေါ်ယူမှုအမှန်ကန်ဆုံးတဲ့မှာမရီနိုလည်းမဖြစ်မနေချီချူရမယ်လို့ကျွန်တော်အနေနဲ့မြင်တယ်မရီနိုနဲ့ဒီနေ့ပွဲစမှာဒါကျွန်တော်ခန်စစ်ပဲကစားမလားကွင်းလယ်ပဲကစားမလားတိုက်စစ်မှုပဲကစားမလားဘယ်နေရာမှာကစားကစားမရီနိုကတော့ခြေစွမ်းပြဖို့တဲ့ ready ဖြစ်နေမယ်လို့ကျွန်တော်အနေနဲ့မြင်တယ်အပြန်ကြည့်မယ်ဆိုရင်တော့ဒါနှစ်သိန်းလုံးအနေနဲ့ခုနောက်ပိုင်းမှာဒါ ခံစစ်ပိုင်းကတော့ဂိုးတွေပေးနေရတာကိုတွေ့ရမယ်။အာဆိုသိန်းနဲ့ Crystal Palace ကိုနှစ်ဂိုးပေးရတဲ့ပွဲစဉ်မှာလက်ရှိမှာဆာလီဘာရဲ့အမှားလေးတွေတွေ့လာခဲ့တယ်။အဲ့တော့ဆာလီဘာအနေနဲ့ဒါကျွန်တော်ဒီနေ့ပွဲစဉ်မှာလုံးဝမှားလို့မရဘူးလို့ကျွန်တော်အနေနဲ့ပြောပြရစီလုံးဝလုံးဝအမှားမခံတဲ့ပွဲစဉ်တစ်ပွဲဆာလီဘာနဲ့ဒီနေ့ပွဲစဉ်ကလုံးဝကိုဒါတိတိချာချာကစားရမယ်ပွဲစဉ်တစ်ပွဲလို့ပြောလို့ရတယ်။တစ်ဖက်က PSG ဘက်ကပြန်ကြည့်မယ်ဆိုဒီနေ့ပွဲစဉ်မှာရှင်းတယ်။သူတို့အနေနဲ့မြန်နှုံးမြင့်နေနဲ့ဒါကျွန်တော်ထူပေါက်ဖို့အတွက်ပြည့်စုံပဲ။ဒါပေမဲ့ ကျွန်တော်အနေနဲ့ပြောရမယ်ဆိုရင်တော့ Desire Doe, Tambili, Kavicha, Gavaskelia တို့ကအဓိကထိန်းချောင်းမဲ့လူကစာလီဘာပဲဖြစ်ပါလိမ့်မယ်။ဒါပြင်လက်ရှိမှာဒါ Louis Kelly ကို Timmao နှစ်ယောက်လို့ဒီနေ့ပေါ်ဆိုတော့တော်တော်လေးကိုဒါတစ်ဖက်ကညံနှုံးမြင့်ကစားသမားတွေကိုထိန်းချောင်းအောင်မယ်။ဒါပေမဲ့ဒီနေ့ပေါ်ဆိုမှာကျွန်တော်ကြည့်ချင်တာ Louis Kelly ပဲ။ Louis Kelly နဲ့ Desire Doe တို့နှစ်ယောက်တွေ့မယ်။ Louis Kelly နဲ့ဒီနေ့ပေါ်ဆိုမှာ Desire Doe ရဲ့ဆော့ဆော့တက်တဲ့ဥစ္စာကိုနောက်ကနေ live မဆော့ဘူးပဲရေးကြည့်တယ်။ Louis Kelly နဲ့ခုနောက်ပိုင်းမှာဒါခြေစွမ်းရလဲပြောကြမယ်။အသက်အဖြစ်တကယ်ကောင်းတယ်။ဒါပေမဲ့သူ့နဲ့သူကနည်းနည်းလေးစိတ်ကထောင်းကနေဖြစ်တယ်။အဲ့ဒါလေးကို Louis Kelly အများကြီးထိန်းဖို့လိုတယ်။အဲ့ဒါထိန်းလိုက်ရင် လူးစ်ကယ်လီကဘာမှအကောင်းဆုံးသောကစားသမားရဲ့တယောက်ဖြစ်လာနိုင်တယ်ကျွန်တော်နေယုံကြည်တယ်အဲဒီနေ့ပွဲစမှာတိုက်စစ်ပိုင်းမှာမာဒီနယ်လီစာကာတို့အုပ်စုရဲ့ဒါကျွန်တော်တွဲလုံးတွေကိုပြန်မြင်ရမယ်တိုက်စစ်နေရာမှာကိုင်းဟာဗက်စ်တယောက်မရှိတာတော်တော်လေးဒီလိုအချိန်မှာနှမျောဖို့တော့ကောင်းတယ်လို့မြင်တယ်ဒါပေမဲ့ခုနောက်ပိုင်းပွဲစမှာသွေးအေးနဲ့ဒါဆုံးဖြတ်ချက်တွေကိုဒါကျွန်တော်ဂိုးတွေသွင်းနေတဲ့ထရော့ဆက်ရှိရဲ့ဥစားကလည်း အာစနိုသင်းတော်တော်လေးအားရစားဖြစ်နေဒါပေမဲ့ဒီနေ့ပွဲစဉ်မှာခင်ဗျားတို့ဘယ်ဒေါ်နာရမာကိုမြင်ရမလဲရာယာကတော့အနည်းမြတ်တက်ကြနည်းနည်းလေးရှိတာပဲမဲ့သိပ်ပြီးမသိတာဒေါ်နာရမာရဲ့ပြဿနာဒါပဲဒေါ်နာရမာဒီမှာဒီနေ့ပွဲစဉ်မှာဘိုးဆိုခြင်းကိုပြမှာလားဒါမှမဟုတ်ဒီနေ့ပွဲစဉ်မှာစောက်ရမ်းမိုက်တဲ့လက်ဆွမ်းကိုပြမှာလားဒါကတော့ဖရဲသခင်ပဲသိပါလိမ့်မယ်ဒေါ်နာရမာမသိရင်ကျွန်တော်တို့ဒါဟို Forest Gump ပြောလိုပဲခင်ဗျားချောကလက်ဘယ်ချောကလက်ရမယ်မဲ့မသိတာဒေါ်နာရမာပဲဒေါ်နာရမာကောင်းပြီဆိုရင်ဘယ်သူမှမမြင်စုပ်ပြီဆိုရင်လည်းဘယ်သူမှမမြင်တဲ့အနေထားမှာရှိအဲ့တော့ဒီနေ့ပွဲစဉ်ကတော့ထင်တာထက်အများကြီးအများကြီးကြီးဖို့ကောင်းမယ်ဒါအာစလိုသင်းတဲ့ Real Madrid တုန်းကလောက် ယ်လို့ပဲ final တက်ဖို့လမ်းစဉ်ကိုအိမ်ဝင်းမှာကလေးကတခါတည်းဖျက်ပြနိုင်မလားဒါမှမဟုတ်ဒါကျွန်တော် PSG အသင်းကပဲလူဂျင်နဲ့အရာတခုကိုဒီနေ့ပွဲစဉ်မှာယူသွားနိုင်မလားဒါကတော့တစ်ချက်တော့စောင့်ကြည့်ရမယ်တဲ့မှာပါတယ်လို့ကျွန်တော်နေမြင်နေတော့ပါပဲ အာဆနယ်ပရိသတ်တွေအတွက်အားလုံးပဲဂုဏ်လပ်ပါ PSG ပရိသတ်တွေအတွက်လည်းအားလုံးပဲဂုဏ်လပ်ပါ May the best team win ပါလောက်ပါပဲဘောလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3 points ဆိုတဲ့ DB4E တို့မှာဂျင်းနေဆိုတဲ့အပေါင်းကိုညွှန်ပြရပါတယ်အောက်က comment တွေမှာလည်း Youth Sport Media 3 points ဆိုတဲ့ DB4E တွေလင်းလေးတွေကိုထည့်ပေးထားခြင်းဖြင့်ကျွန်တော်မျက်စောကူညီပေးလို့ရပါတယ်ကျွန်တော် YouTube channel လေးကို like and subscribe တွေပြုကျွန်တော်အားပေးလို့ရပါရမြန်မာလေးကလစ်ဖို့မမေ့ကြပါနဲ့ဟုတ်မြန်မာကလစ်မှာမမေ့နိုင်ဖြစ်ပါတယ်အားလုံးကြိုးစားပါတယ်ကောင်းမွန်သောနေ့ဖြစ်ပါစေဆုမွန်ကောင်းတောင်းပေးနေပဲကျွန်တော်တို့နောက်မှ AC တွေ့ကြပါဦး ားအားလုံးမကြိုးတင်ပါရဲ့မြန်မာကလစ်ပြီးကြောက်ဗျမြန်မာကလစ်မှာမြန်မာနာဖြစ်ပါတယ်ကြောက်တော့ကုန်ပြီပေါ့ဗျ